ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့နီးပြ MO ရင်းကတော့ဇန်နဝါရီအပြောင်းရွှေ့အတင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပြောလာလာတယ်ကျွန်တော်ရှိတယ်။ဆိုတော့ထုံးစံနိုင်မဲ့ဒီနေ့ညမှာတော့ Manchester United ကအဲကံမယ်ပေါ့နော်ကျွန်တော်တို့ဒီ Nottingham Forest Queen ကိုသွားကစားရမယ်။9နာရီခွဲပါထုံးတဲ့တိုင်းပဲကျွန်တော်9နာရီလောက်မှ watch လောက်ကျွန်တော်စပြီးတော့ကျွန်တော်သွားပါမယ်ဒီမတိုင်ခင်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီဗီဒီယိုပြီးတာနေပေါ့နော်ကျွန်တော်ညနေ4နာရီလောက်6ခွဲလောက်လောက်မှဆိုလို့ရှိရင် တို့ဒီဗာလေ pre match talk တွေဗာလေကိုပိုင်သူတင်မဲ့ဗီဒီယိုဒီကျွန်တော်တို့ရှိပါတယ်เนาะအမှားလေးလည်းကျွန်တော်တို့တွားပြီးတော့ဒါနားထောင်ကြဖို့မျှော်လင့်ပါတယ်ဆိုတော့ MODIN ပြောတဲ့အကြောင်းအရာတွေကဇန်နဝါရီပြောင်းရွှေ့နဲ့ပတ်သက်ရင်ဗောနော်ဇန်နဝါရီပြောင်းရွှေ့မှာဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုတော့ကျွန်တော်တို့ဗောနော် အတိအကျပြောလို့မရသေးဘူးမသိရသေးဘူးဗောအဲအသင်းတွင်းမှာဆိုလို့ရှိရင်အပြောင်းလဲတွေအများကြီးဖြစ်နိုင်တဲ့အခြေအနေမျိုးလည်းရှိတယ်ဗောကဘာဖလားနီလာတာနဲ့အမြကစားချိန်မရကစားချိန်ရတဲ့နေဗောနော် ကစားသမားတချို့ကစားချိန်မရတဲ့ကစားမားတချို့ကအသင်းပြောင်းဖို့အတွက်တောင်းဆိုလာတာမျိုးတွေကိုရှိလာနိုင်နိုင်လိုက်ကျွန်တော်တို့ကဗောနောတိထားရတယ်ဒါတွေကိုလည်းကျွန်တော်တို့အကောင်းဆုံးကင်တွေ့ဖို့ကြိုးပမ်းရမယ်ကစားမားတွေခေါ်ယူဖို့ကလည်းကိုရီမန်ချက်စတာယူနိုက်တက်မှာနှစ်ရှီအနာဂတ်ထိကစားနိုင်မယ်ကစားသမားတွေကိုခေါ်ဖို့ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးပမ်းသွားမယ်ပေါ့ဒီဇင်ဘာမှာတုံးဖို့လူလို့ဆိုယုံနေတော့ဗောနောကစားမားတယောက်ကိုကျွန်တော်တို့ခေါ်သွားတာမျိုး မလုပ်ဘူးပေါ့ဗျအဓိကတော့ဇန်နဝါရီမှာအသင်းလူစည်းရင်းကိုတူးတက်အောင် ိုင်တွေ့ဖို့เนาะတိုးတက်နိုင်ဖို့အတွက်ကြိုးပမ်းသွားမှာဖြစ်ပြီးတော့အပြောင်းရွှေ့ကျွန်တော်တို့ပေါ့เนาะဒီ transfer window ဖွင့်တာနဲ့အကောင်းဆုံးဆုံးဖြတ်ချက်တွေကိုလှုပ်ဆောင်သွားမယ်ပေါ့သူတပင်ကျွန်တော်တို့အနေနဲ့ဟိုလာမယ့်ရာသီမှာအသင်းရဲ့အဓိကရည်ရွယ်ချက်ကလည်းဥရောပပြိုင်ပွဲတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဝင်ရောက်ကစားဖို့ဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဥရောပပြိုင်ပွဲတွေမရှိဘဲနဲ့အတင်းမှာတပတ်ကိုတပွဲပဲကစားနေရတဲ့အခါကစားမှတချို့ကလုံလောက်တဲ့ကစားချိန်တွေမရဘူး။ ဆိုတော့ဒါကင်တွဲရတာ imminent ခင်းရင်နေပေါ့တပတ်မှတပွဲပဲကစားရတာမျိုးကအခုဥပမာဆိုလို့ရှိရင် covid menu ကိုပဲကျွန်တော်ကြည့်ပေါ့နော် menu ဟာဟိုအတင်းမှာကစားခွင့်ရတဲ့နေကစားမှာဒါပေမဲ့လို့ကျွန်တော်အနေနဲ့သူ့ကိုတပတ်မှတပွဲပဲကစားတဲ့အခါသူကိုနေရာပေးဖို့ဆိုရင်လက်ရှိပွဲထွက်ခွင့်ရနေတဲ့ကစားမတရားကိုထုတ်ပေးမှကျွန်တော်ရမှာပေါ့။အဲဒီလိုမျိုးဆိုလို့ရှိရင်တော့ပွဲများရင်တော့ကင်တွေရတာလွယ်ကူပေမဲ့ပွဲနေတဲ့အခါအပြောင်းလဲတွေနေပေါ့နော်။ဖြစ်တဲ့ကစားမတွေကြီးပဲနေရာပေးဖို့ကြိုးပမ်းတဲ့အခါမှာ ကစားမားတွေရဲ့အခြေအနေကိုကင်တွေ့ရတာအင်မတန်ခိုင်းနေဆိုပြီးတော့သူပြောသွားတယ်ဆိုတော့နံပါတ်1ခြုံကြည့်ရမယ်ဆိုလို့ရှိရင်ဥရောပပြိုင်ပွဲတွေကိုဝင်ခွင့်မရလို့တိုင်ပတ်တယ်ဆိုတာမျိုးကဒါတကယ်မှန်တဲ့အရာမျိုးပါကျွန်တော်တို့အမြဲတမ်းပြောကြသလိုပဲကစားမအသင်းလူစင်းတောင့်နေဆိုတာကောင်းတဲ့အရာပဲဒါပေမဲ့အဲ့ဒီလူစင်းကိုအတုံးချစရာနေရာမရှိရင်လည်းပဲတိုင်ပတ်သွားမှာ ။တပတ်မှတပွဲလောက်ကစားရယုံနေတော့ကျွန်တော်တို့မှာနှစ်သင်းစာတွေလူစင်းတွေကလိုအပ်မနေပါဘူး။တကယ်တကယ်ပြိုင်ပွဲစုံကစားရတယ်ဆိုတဲ့အချိန်မျိုးမှာကျွန်တော်တို့မှာလုံလောက်တဲ့လူစင်းတွေကိုကျွန်တော်ရှိဖို့လိုအပ်တာ။အခုဆိုလို့ရှိရင်တပတ်ကတပတ်မှတပွဲပဲကစားရတဲ့အနေအထားမျိုးလူစင်းရင်တော့မှနှစ်သင်းစာတင်းတင်းပြအောင်မရှိတဲ့အချိန်မျိုးမှာနီးပြတရာအုပ်အတွက်မျှတတဲ့ကျွန်တော်တို့ဘောနော်ဒီ မိနစ်တွေပြေးဖို့ဆိုတာထက်ပွဲနိုင်မှုကိုပဲတပတ်မှတပွဲပဲကစားတော့ဦးစားပြီးကျူးပန်းတဲ့ချီနီမျိုးမှာကစားမားတွေကိုဖြစ်တဲ့ပွဲကစားချီနီပြေးဖို့ကတအားနေလုံးပါတယ်။ဒါကြောင့်သူကတော့ကင်တွေရတာခက်တဲ့အနေထားကိုသူပြောလာတယ်။ဒါကတော့မှန်တဲ့အနေထားမျိုးပဲပေါ့နော်။ကျွန်တော်တို့ယင်ကောင်မှာကဇန်နဝါရီပြောင်းရွှေ့ပဲ။အမိုရင်ပြောတာကတော်တော်သဘောကျွန်တော်စဉ်းစားရအောင်ကောင်းတယ်ပေါ့နော်။ဘာလဲဆိုတော့ ်ကမ္ဘာမလားကာလာနီးလာပြီဆိုတဲ့အတွက်ထွက်ချင်တဲ့ကစားမတွေရှိမယ်ပေါ့ဒါတွေကိုလည်းကျွန်တော်တို့ကအကောင်းဆုံးဖြစ်အောင်ခံတွေရမယ်ဆိုပြီးတော့သူပြောထားတယ်လက်လို့တဲ့ကစားမကိုလက်လို့မရရအောင်ဆက်ထိန်တဲ့ကစားမကိုထိန်ပေါ့နောက်တစ်ခုကဇန်နဝါရီပြောင်းချိန်မှာကိုရီခေါ်ချင်တဲ့ကစားမတွေပေါ့ကိုရီခေါ်ချင်တဲ့ကစားမတွေကိုကျွန်တော်တို့ကရီရူကစားမတွေကိုခေါ်မှာမဟုတ်ဘူးဆိုတဲ့သဘောပဲကစားမတယောက်ကအသင်းပေါ်မှာ commitment ကြီးရမယ်ရေရှည်ကစားနေတဲ့ကစားမကိုကျွန်တော်ဖြစ်ရမယ်ကိုရီရဲ့ဘက်ကလည်း ကျွန်တော်တို့ဒီဇင်ဘာကာလလောက်မှာဟောဒီလူလေးလူပါတယ်ကွာယာဒီဝက်လောက်လူပါတယ်ကွာဆိုပြီးတော့ကျွန်တော်ကအဲ့ဒီယာဒီဝက်ကိုအသုံးပြုဖို့ ਨੇ ကစားမားတွေခေါ်သွားမှာမဟုတ်ဘူးပေါ့အတင်းပေါ်မှာရေရှည်ကစားနေမဲ့သူတွေကိုပဲကျွန်တော်ကဦးစားပေးခေါ်မှာပေါ့ပြောရရင်ဇန်နဝါရီအပြောင်းအရွှေ့မှာငွေများများတုံးပြီးတော့ကစားမားတယောက်ကိုခေါ်ရင်ခေါ်မဟုတ်ရင်ကျွန်တော်တို့အနေနဲ့အငှားတွေပါတွေခေါ်ဖို့မရှိဘူးစင်တာမရှိဘူးဆိုတဲ့သဘောပဲဒါကိုကျွန်တော်ကြည့်ရင်တော့ဇန်နဝါရီမှာအလုတ်လုတ်တာတော်တော်ကိုရှားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဇန်နဝါရီမှာကဘယ်အသင်းမှန်ပေါ့နော် အလုပ်တွေကဘယ်လိုပြောမလဲသူအများကြီးဗျာတကယ်တကယ် project အကြီးကြီးကိုသူတို့အပြောင်းလဲတွေပါတယ်မလုပ်ကြဘူးဗျာသူတို့ရဲ့အစီအစဉ်ကနွေရာသီပြောင်းရွှေ့ပဲနွေရာသီပြောင်းရွှေ့မှာအစီအစဉ်ကြီးတွေသူတို့ချတယ်ချပြီးတော့အဲ့ဒါတွေကို account ထည့်ဖို့ကြိုးပမ်းတယ်ရာသီဝက်ကြလာလို့ဇန်နဝါရီပြောင်းရွှေ့ရောက်တဲ့အခါလိုအပ်ပါတယ်ဆိုတော့အဲ့ဒီ project ကနေရာလေးတွေကိုပဲထပ်ပြီးတော့အစားထိုးကြတာဆိုတော့ united မှာက ပြင်းတဲ့နေရာဒီပြောင်းရွှေ့မှာကျွန်တော်ပလန်ကြီးချခဲ့ပြီးတော့ကစားမတွေအစားတိုးတယ်တိုက်စစ်တစုံနှုတ်သူပြောင်းလဲပြစ်တယ်လောလောဆယ်ကွင်းလင်မှာလိုအပ်ချက်ရှိနေတယ်ဒါလေးတွေကိုကျွန်တော်ကဇန်နဝါရီမှာအားဖြစ်ဖို့ကြိုးပမ်းမှာပြဿနာကကျွန်တော်အားဒီအားဖြစ်မဲ့ကစားမအစားတိုးမဲ့ကစားမဒီကျွန်တော်အသက်ရွယ်တွေကြီးနေလို့ကျွန်တော်မရဘူးအသိအပေါ်မှာနှစ်ရှည်ကစားနိုင်စွမ်းရှိတဲ့ကစားမမျိုးကျွန်တော်မဟုတ်မဟုတ်ဘာလို့မဖြစ်ဖြစ်လို့မရဘူး နော်ပြီးလို့ရှိရင်ကျွန်တော်တို့နေယာယီပဲကစားကျင်တယ်သိတယ်မလားနော်အာဇန်နဝါရီပြောင်းရွှေ့မှာငါတော့လာမယ်ဟိနော်ကဘာဖလားကာလာဖြစ်နေတဲ့အတွက်နော်ငါအငှားနေတော့လာကစားကျင်တယ်လည်းလို့တဲ့ငါကစားတဲ့အတိမ်မှာနေရာမရဘူးဒါမျိုးလေးကျွန်တော်တို့ပေါ့နော်ခေါ်ကျင်တာမဟုတ်ဘူးဆိုတော့ထားပါတော့ဗျာအဒမ်ဝါတမ်တို့အီဒီယိုအန်ဒါဆန်တို့ဟလာနော်ကျွန်တော်တို့ဒါကာလော့စ်ပါလေပါတို့နော်စတေလာတို့ဘယ်သူပဲဖြစ်ဖြစ်တကယ်ကောင်းတဲ့ကစားမားတွေကိုပဲအတင်းမှာနှစ်ရှိပလန်နဲ့မှာထည့်လို့ရမယ့်ကစားမားတွေကိုပဲကျွန်တော်တို့က စားထိုးခြင်းတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတယ်။ဒါကြောင့်ပေါ့နော်ဒါကကောင်းတဲ့အည်ရွယ်ချက်ပါ။ကောင်းတဲ့အည်ရွယ်ချက်ပါကျွန်တော်ဇန်နဝါရီမှာသလို့ရှိရင်အသက်ရွယ်ကြီးတဲ့ကစားမားတွေသူများတင်မှာနေရာများတဲ့ကစားမားတွေကိုကျွန်တော်ကအရင်ဖြစ်နေပဲခေါ်ခေါ်ပြီးတော့အားပြေခဲ့ဘူးဒါတွေကျွန်တော်များတယ်။ဒါတွေကို MO တင်ကမလိုချင်တဲ့သဘောပါ။ဆိုတော့ဇန်နဝါရီမှာအသင်းဘက်ကဘေးကစားမားတွေကိုလက်လွတ်သွားမလဲ၊ပူသူတွေကိုထပ်ခေါ်ဖို့ကြိုးပမ်းမလဲဆိုတာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြီ။ညီကလေးရောဘလို့မင်းကြလဲဆွနေကြပါအောင်အားလုံးကိုချစ်တင်များဒီမှာလဲ။